ားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါပြီဗျာဒီနေ့မှာတော့တောက်ကြသားသမီးတွေဆယ်လပိုင်းအော်တိုဘားလာမှာကံကြီးမာကျိုးချောင်းစုကောင်းလေးတွေဒီနေ့မိတ်ဆွေများကိုမြောက်ပေးမှာဖြစ်ပါတယ်ဒါကြောင့်မတောက်တဲ့တောက်ကြသားသမီးပါလို့ရှိရင်ဗီဒီယိုအစဆုံးကြည့်ပါလို့ကျွန်တော်မြင်တာရက်ခတ်ပါတယ်ပြီးမိတ်ဆွေများအတွက်နောက်ဆုံးမှာလဲပြုတ်လို့ရမယ့်အထူးချက်တရားလေးကိုမြောက်ပေးထားတာဖြစ်လို့တေချာလေးကြည့်တေချာလေးလုပ်ပေးပါလို့ကျွန်တော်တောင်းဆိုပါတယ်ဗျာအဲ့တော့ ။အကျွန်တော်အရင်နေ့တရားတော့တနင်္ဂနွေတနင်္လာအင်္ဂါဗုဒ္ဓဟူကြာသာပြေးတာသမီးများအတွက်အများကိုပေးခဲ့ပါပြီ။ဒီနေ့မှာတော့တောက်ကြသားသမီးများအတွက်အလဲကြောက်ရောက်လို့လာပါပြီ။တောက်ကြသားသမီးတွေဒီလောက်တည်းမှာကညမာဖတ်ကြပေးရတာအရန်ကိုဝမ်းသာရပါတယ်။အရန်ကိုဝမ်းသာပြီးတိဖြစ်ရပါတယ်။တောက်ကြသားသမီးပိုင်ဝမ်းသာလိုက်ပါတော့။ဘာကြောက်လဲဆိုလို့ရှိရင် အရန်ကိုကန်ကောင်းနေလို့ပဲဖြစ်ပါတယ်။အဲကန်ကောင်းကောင်းဆိုတော့ကျွန်တော်ကျွန်တော်လည်းလူပုံတော့ကျွန်တော်လည်းဒီအလုံးကိုတွက်ချက်ပြီးတော့ခြုံငုံပြီးတွက်ချက်ရတာဆိုတော့60ရာခိုင်နှုန်းတော့တေချာပေါက်တေချာပေါက်ကိုမိတ်ဆွေများယုံကြည်လိုက်ပါ တရားရကနော်ဘာကြောင့်မတရားလာလဲဆိုတော့အဲကျွန်တော်တို့တောက်ကြတာသမီးတူကြည့်မဲ့ဗျာ။ဟောသူကသူမွေးတဲ့အချိန်မွေးရဲ့နေ့အဲနေ့ညကွာသေးတယ်။ဟောတချို့ဆိုလို့ရှိရင်မနေ့တော့ညကွာတယ်။ဟောတချို့ဆိုလို့ရှိရင်အသားမဲတာရှေ့ဖြူတာစပြီးအဲ့ဒါလေးလည်းအများကြီးကွာသေးတယ်။အဲအဲ့လိုမျိုးတွေအများကြီးတေချာလေးတွက်ချက်မှသာလင်းဒုတိယအတွက်တေချာပေါ့မှန်မှန်ပေါ့နော်။ဒါပေမဲ့လည်းဒီကျွန်တော်အခုကျွန်တော်ရဲ့တွတ်တွတ်ချက်မှုကျွန်တော်ရဲ့ hostel လေးရတော့မိတ်ဆွေများတို့အရန်ကိုထောက်ကူဖြစ်မှတေချာပါတယ်90ရာခိုင်နှုန်းလောက်မှန်မဲလို့ကျွန်တော်အရေးကြီးအမှတ်ခံပြောရပါတယ်ဗျ အဲ့တော့ကျွန်တော်မိတ်ဆွေတွေတောက်ကြတားသမီးတွေအဲဒီလအတွင်းမှာဝမ်းသာလိုက်ပါတော့ကံကောင်းတဲ့လတလလို့ပြောလို့ရပါတယ်အရင်လတွေတုန်းကကျွန်တော်တို့တွေခံရခဲ့တယ်မြတ်ဒီလအတွင်းမှာပြန်လည်ပြီးတော့ပေါ်လာတဲ့ကံပေါ်တဲ့လလို့ပြောလို့ရမှာပေါ့နော်โอเคအဲ့ဒါဆိုလို့ရှိရင်မိတ်ဆွေများဘယ်နေရာဘယ်နေရာလေးကြည့်နေဘယ်မြို့နဲ့ကြည့်လဲဆိုတာကျွန်တော် comment လေးပါရေးပေးပါအောင်ကျွန်တော်လည်းရင်းနှီးမှုလေးရအောင်လို့ပေါ့နော်အဲ့တော့မိတ်ဆွေများဘယ်မြို့နဲ့ဘယ်နေရာနဲ့ကြည့်လဲဆိုတာလေး comment မှာရေးပေးပါအောင်မြတ်အဲ့တော့ကျွန်တော် အာမစ်စင်များတဲ့ကောင်းတာလေးရှိတော့မကောင်းတာလေးနေနည်းငယ်ရှိပါတယ်ဒါကြောင့်မို့ကောင်းတာလေးဖြစ်စဉ်ချင်းတို့ကောင်းတာလေးရဲ့အရင်မြဝယ်ပေးမယ်အဲကောင်းတာလေးရတော့အင်ကန်မုတ်ချဖြစ်ပါစီပေါ့မကောင်းတာလေးရတော့ဖတ်လွဲပါချေချောပါချေပေါ့ဗျာနော်အဲ့တော့ကောင်းတာလေးတွေအရင်ကျွန်တော်မြဝယ်ပေးမယ်ကောင်းတာလေးရတော့အလုံးနေရာအတွက်အရန်ကိုကောင်းတဲ့အလုံးမရှိတဲ့မိစေတွေအလုံးရမယ်အလုံးတစ်တွေလောက်ရမယ်အလုတ်တဲ့အကင်တဲ့တွေလောက်ရမယ်လစာတွေတိုးမယ်ဝန်းနန်းတွေဆိုလို့ရှိရင်ယာတုတွေတိုးမယ်လစာတွေတိုးမယ်ကောင်းသောနေရာလေးတွားရမယ် အပြောင်းရွှေ့တဲ့အဓိကကြုံမယ်ဗျာအပြောင်းအရွှေ့ရသွားမယ်ဒါမဲ့ပြောင်းရွှေ့သွားလို့စိတ်မညစ်နဲ့ပြောင်းအရွှေ့မယ့်နေရာတွေကအရန်ကောင်းတဲ့နေရာတွေဖြစ်ပါတယ်ပြောင်းတဲ့နေရာတွေမှာကောင်းတဲ့အဲဘာတွေပြောင်းမယ်ဆိုတော့အလုပ်တွေပြောင်းရင်ပြောင်းရမယ်အလုပ်တွေတွေလုပ်ရင်လုပ်ရမယ်အဲ့ရတဲ့တို့နေရတဲ့တို့အဲကျွန်တော်တွေအဲ့လိုမျိုးလေးအပြောင်းရွှေ့တွေအများကြီးလောက်ရမယ့်ကာလပဲဖြစ်ပါတယ်။ကံပေါ်ကံတက်ကံပွင့်နဲ့လလို့ပြောရင်လည်းမမပါဘူး။အဲ့တော့ကျွန်တော်မိမိနေနဲ့ကံနေပြန်ပေါ်လာပါပြီ။အဲ့တော့ကံနေပေါ်လာတဲ့တော့ချက်မလို့မိစေများငွေတွေလည်းလုံးရင်းဝင်လာမှာဖြစ်ပါတယ်။ အဲ့တော့နိုင်ငံခြားခီးသွားမဲ့မိတ်ဆွေညီငယ်တွေရှိတယ်အဲ့တော့ဒီလောက်တည်းမှာ calling link visa တွေ passport တွေအကုန်ကြပြီးတော့အမြန်သွားလိမ့်မယ်နော်ဒါဒီလောက်တည်းမှာနိုင်ငံခီးတဲ့မြန်သွားခင်ရှိတယ်သွားဖို့စိတ်ဝင်စားရေလှုပ်ထိုင်လို့ရှိရင်မြန်မြန်လှုပ်ပါဒီလောက်တည်းမှာအောင်မြင်ပါတယ်အဲ့တော့စနေနံပစ္စည်းတွေဝင်မယ်တဲ့အဲစနေနံပစ္စည်းတွေလက်ဆောင်တွေရတာတော့ဘို့ကျွန်တော်တွေဝင်ပါလိမ့်မယ်အဲ့တော့စနေသားသမီးတွေတနင်္လာသားသမီးတွေကျွန်တော်တို့အကူအညီတွေအများကြီးပေးလိမ့်မယ်ဒါကြောင့်စနေသားသမီးတွေတနင်္လာသားသမီးတွေနဲ့အဲကျွန်တော်တွေဟိုအဆက်အသွယ်ပြည့်နေပြန်ဆက်သွယ်ပေးလိုက် သူတို့ကကုညီပေးတာမျိုးလေးလှုပ်လိုက်မယ်လူမျိုးကြားတို့ဘာသာကြားတို့ကကုညီပေးတာမျိုးလေးခမ်းမယ်ဒီလောက်တွင်မှထီပေါက်နိုင်ပါတယ်60ရာခိုင်နှုန်းတော့ထီပေါက်ကိန်းနေရှိတယ်ဒါကြောင့်မလို့ထီထိုးပါထီမထိုးရင်တော့မှပဲထီပေါက်တယ်လို့ပဲငွေတွေကအလုံးချင်းဝင်လာကိန်းနေရှိတယ်အဲ့တော့ဘယ်ကနေဝင်မလို့မသိဘူးအမွေပဲရမလားကောက်ပဲရမလားတော့အလုတ်ထက်ပဲထအဆင်ပြေသွားမှာကြောက်ပဲအောင်သွားမလားအဲစဖြစ်ပေါ့တော့ကျွန်တော်မိတ်ဆွေများတနေရာမို့တနေရာတော့ငွေတွေလုံးရင်းရလိမ့်မယ်အဲ့ရတဲ့ငွေတွေကြောက်ပဲအလူတန်းတွေလည်းလောက်ရမယ်တဲ့ဗျာအလူတန်းတွေလည်းလောက်ရမယ်တဲ့ အဲ့တော့အလူတန်းလေးအမြင်များရရင်များများလောက်အောင်မယ်နည်းနည်းရရင်နည်းနည်းလောက်အောင်မယ်အဲမိတ်ဆွေများဒါကြောင့်မို့ဒီလောက်တည်းမှာထီထိုးပေးအဲတချို့လည်းနှလုံးသလုံးထိုးရလားလို့ကျွန်တော်လာမေးတယ်နှလုံးသလုံးထိုးရလားဆိုတော့သူကငွေရမယ်ဆိုတော့အဲကျွန်တော်ပြန်နေရမယ်မသိဘူးဒါပေမဲ့ကျွန်တော်တို့ကနှလုံးသလုံးထိုးမယ်ဆိုလို့ရှိရင်ထိုးလို့ရတယ်ကျန်ကျွန်တော်တော့အများကြီးအားမပေးဘူးပေါ့နော်အများကြီးအားမပေးကျွန်တော်တီအိုပဲအားပေးတယ်အာ official ထုတ်ထားတဲ့မြန်မာ TV တို့ Thai TV တို့ဘာဖြစ်ဘာ TV ပဲကြည့်ပြကြကျွန်တော်တို့ကန်ဆန်းလို့ရပါတယ်နှလုံးသုံးလုံးကတော့တိတ်အားတိတ်တော့အားမပေးလာဘူးပေါ့နော် ဲ့တော့ထီထိုးပါထီပေါက်ပြင်းနေအများကြီးရှိတယ်တောက်ကြသားသမီးတွေကျွန်တော်တို့အဲဘလို့ကနန်းလေးအကျိုးပေးမလဲတဲ့နှစ်ကနန်းတို့ခုနှစ်ကနန်းတို့ငါးကနန်းတို့ကအကျိုးပေးတဲ့ကနန်းလေးဖြစ်တယ်တုံးညလည်းအကျိုးပေးတယ်နော်ဒီလောက်တွေမှာအဲ့တော့ကိုကအေးကျွန်တော်တို့အရင်အရင်လာဒီတော့ကိုကခံလာခဲ့မှဒီလောက်မှတော့ကိုကစင်ပေါ်ရောက်သွားပြီအဲ့တော့ကျွန်တော်တို့အဲကျွန်တော်တို့နိုင်ငံမြလူတွေကျွန်တော်တို့ပြောမစို့အနိုင်ကျင့်ကြတဲ့လူတွေရှိရင်တော့ဒီတရက်တည်းမှာကျွန်တော်တို့ပြန်ပြီးတော့နိုင်လို့ရလေလလို့ပြောလို့ရပါပြီเนาะ အဲ့တော့ဈေးရောင်းနှမိတ်ဆွေတွေအယောင်းဝယ်လေကောင်းမယ်တအားငွေဝင်မယ်ဈေးတွေအရန်ရောင်းကောင်းဝယ်ကောင်းနေဖြစ်လိမ့်မယ်အယောင်းအတွက်အဝယ်တက်တွေဖြစ်လိမ့်မယ်အဲချစ်အတွက်တော့ချစ်ချစ်အတွက်ချစ်ဟိုလူငယ်တွေအတွက်တော့အချစ်တစ်တွေရမယ်တခုတော့ရှိတယ်သုံးပွင့်ဆိုင်ရင်တို့လေးပွင့်ဆိုင်ရင်တို့ပြဿနာနဲ့ရှုံးချက်ခတ်နေလိမ့်မယ်နော်လူငယ်တွေအခြေအတွက်အဲ့လားလေးတော့ကျူးဆိုက်ပေးအဲ့တော့ကျွန်တော်တွေစမ်းပွင့်နေတဲ့ကာလလည်းဖြစ်တော့မလို့အဲ့တော့ကျွန်တော်တို့ ။အဲနည်းနည်းဖြာများတာမျိုးတွေလည်းနည်းနည်းကြုံကြုံတက်တယ်။နည်းနည်းဖြာများတက်တယ်နော်။ဟိုမှာ၃ပွင့်ဆိုင်လို့၃ပွင့်ဆိုင်ပြက်ပြက်တနာတွေ၊လေးပွင့်ဆိုင်ပြက်တနာတွေဆိုတာကတော့တောက်ကြသားမိတယ်မှာတဲ့ဒီလောက်တွေမှာဖြစ်တတ်ပါတယ်။ဒါလေးလို့ကိုယ့်ကိုတစ္ဆာရှိရှိနဲ့ view site လေးပေးပေါ်ဗျာနော်။အဲ့တော့ဒါကတော်တော်လေးကောင်းတဲ့ချက်လေးလို့ပြောလို့ရတယ်။အထူးသဖြင့်ကတော့အလုတ်ကံငွေကံတော်တော်ကောင်းနေတယ်။ဒါကြောင့်မလို့ကျွန်တော်တွေဘာပဲလုပ်လို့အဆင်ပြေမယ်။ဘာပဲလုပ်လို့ကျွန်တော်တွေဘာပဲလုပ်လိုက်လုပ်လိုက်ဥမာ ြောက်ခွက်လိုက်မလားကြောက်အောင်မဲ့ကာလလို့ဖြစ်နေတယ်။အဲ့တော့အလုံးငန်းတွေထပြီးအောင်မြင်တာမျိုးတွေဖြစ်လိမ့်မယ်။ဒါကြောင့်မလို့အဲကြောက်သမားတွေပါရင်ရရဲ့ရရဲ့ကြီးတာခွဲခွဲပလိုက်ပါ။ဟုတ်ပြီ။ပြီးရင်နည်းနည်းငယ်ညံ့ညံ့လေးတော့ရှိတယ်။အဲဘာလေးတွေညံ့နေလဲဆိုတော့ကျွန်တော်ပြပြမယ်။ဘာလေးညံ့နေဆိုတော့အထက်လူကြီးတွေတဲ့။အဲအထက်အထက်လူကြီးတွေရဖိအားပေးမှုတော့ခံရမယ်။အထက်အထက်အထက်လူကြီးတွေကကိုယ်နည်းနည်းလေးပေါ့နော်။အဲကိုယ်နည်းနည်းလေးဟိုမြေမောင်ကြိုးပြီးတော့ကိုယ်နည်းနည်းပူခိုင်းတာမျိုးလေးကျောင်းလိုက်မယ်။နည်းနည်းပြီးရင်မိသားစုထဲမှာ စဉ်ညစ်ဆရာလေးတွေတော့ကြုံလိမ့်မယ်မိသားစုတွေမှာညီကိုမောင်နှမတွေတွေမှာစကားများတာလေးတွေရံဖျက်ရလေးရှိလိမ့်မယ်အဲ့တော့လက်ရှိပေါ့နော်တော့သုံးပွဲဆိုင်လေးပွဲဆိုင်တွေဖြစ်တဲ့အတွက်ကြောင့်မို့အချစ်ရေးလို့အိမ်တော်ရေးတွေမှာစကားများတာလေးရံဖျက်ရတာမျိုးလေး ES တွေပေါ်လာတာမျိုးလေးဟောငွေချက်ဟောင်းပြန်ပေါ်လာတာမျိုးလေးဟောကျွန်တော်တို့ချစ်သူဟောင်းပြန်ပေါ်လာတာမျိုးလေးအဲ့လိုမျိုးလေးတော့ပေါ်ပေါ်လာပြီးတော့စကားများတက်ဖျက်လို့တော့နည်းနည်းရှိလိမ့်မယ်အဲဒါတော့ကျွန်တော်ခုနကပြောလို့ပဲကောက်ကူးဆိုင်ပြီးတော့တေချာလေးအဲတက်စားရှိနေနေပေးပေါ့ဗျာနော် ိမ်တော်ကြီးမှာကျွန်တော်တို့တာသမီတွေရှိတဲ့မိတ်ဆွေတွေမိတ်ဆွေကြီးတွေအန်တီကြီးတွေဦးလေးကြီးတွေဆိုလို့ရှိရင်တော့တာသမီတာသမီတွေစိတ်နောက်ပေးရှင်းနဲ့စိတ်နောက်ရှက်ပေးခြင်းနဲ့ခံရမယ်ဗျာတာတာသမီတွေရဒီရတွေမှာနည်းနည်းတော့စိတ်နောက်ရှက်တဲ့ပေးလိုက်မှာတာသမီတို့တပည့်တို့အောက်လက်ငယ်သားတွေတို့အဲ့လိုမျိုးတွေကကိုယ်တော့နည်းနည်းလေးစိတ်ကတိတော့ဖျက်အောင်လို့တော့လလလုပ်လိမ့်မယ်နော်အဲ့တော့အမျိုးသမီးတွေပေါ့အမျိုးသမီးတွေတောက်ကြသားသမီးတောက်ကြသားဆိုလို့ရှိရင်ကိုယ့်ရဲ့အမျိုးအမျိုးသမီး အဲတောက်ကြသမီးဆိုတဲ့ကိုယ့်ရဲ့အမျိုးသားပေါ့နော်ကျွန်တော်တို့ကျမ်းမာရေးလည်းနိုင်ငံညံ့တာမျိုးလေးရှိတယ်အထူးသဖြင့်အမျိုးအမျိုးသမီးတွေကပို့ပြီးကျမ်းမာရေးလေးညံ့နေတတ်တယ်နော်ကျမ်းမာရေးလေးနည်းနည်းညံ့နေတယ်အဲ့တော့ကျွန်တော်တို့တွေအဲ့ဒါလေး view site ပေးမယ်အဲ့တော့ဒီလောက်တွေမှာဂျားလူလေးဝင်လာတတ်တယ်ကိုယ့်ရဲ့မိမိသားသူဂျားချစ်သူဤစားဂျားအိမ်တော်ရင်ဂျားမှာဂျားလူလေးဝင်လာရှုပ်တတ်တယ်အဲ့ဒါကြောင့်မလို့စကားများနေတဲ့တူပါပြာနော်အဲ့ဒါမျိုးတွေစကားများလိမ့်မယ်ပြီးရင်ကျွန်တော်တို့တွေရှောင်းမဲ့နိမ့်နံတော့တနင်္ဂနွေရှောင်းမင်းမဲ့တနင်္ဂနွေနေ့တွေပါအရေးကြီးကိစ္စတွေမလုံးနဲ့တနင်္ဂနွေတွေ အာကျွန်တော်တာတာသမီးတွေပါလေလည်းနည်းနည်းရှောင်ပေးပေါ့ဗျာနော်အဲတော့ကျမ်းမိုင်နေတော့ဒူးနာတာတို့ခါနာတာတို့ဘိုင်းနာတာတို့အဲခေါင်းမကြည့်တာတို့လက်စစ်မြင့်လေးလေးကိုက်ချင်တာတို့အဲ့လိုမျိုးလေးလေးဖြစ်လိမ့်မယ်အလုတ်ထဲမှာရံပေါ်တက်တယ်ဗျအလုတ်ထဲမှာလေကိုအထက်လူကြီးတယ်နည်းနည်းလေးတော့အမြင်မကြည့်ဘူးတော့ဖြစ်တတ်တယ်အဲ့တော့အမြင်မကြည့်ဘူးဖြစ်တတ်တယ်ဆိုတော့အဲ့အလုတ်ထဲမှာအထက်အကြီးဆုံးလူနဲ့လေနည်းနည်းလေးစကားများတတ်တယ်ကိုအောက်ဆုံးကလူနဲ့လေစကားများတတ်တယ်ဒါဝန်နှန်းနေပုံတော့အိမ်မှာလေထုံနေတူပဲ အပေါ်ဆုံးကအဖိုးဖွားနေတဲ့ဖြစ်စီအောက်ကမိသားသမီးနဲ့ဖြစ်စီကိုကနည်းနည်းလို့စကားလေးလည်းနည်းလေးတော့အခြေတင်တော့များတတ်တယ်အဲ့ဒါအားကြောင့်မို့နည်းနည်းလေး view set ပုံတော့အဲ့တော့တပည့်တွေတပည့်တွေရှိတယ်အောက်လက်ငယ်သားတွေရှိရင်ကိုမကောင်းပြန်ကြံတတ်တယ်ဟောမှာကိုအရင်ကအမြင်မကြည်တရားတွေအရင်ကကိုတတ်တောင်းမိကတ်နေရတယ်ရဒီလောက်တည်းမှာစုပုံပြီးတော့ကိုဝိုင်းပြီးတော့မနာမနာလိုကြတိုက်ခိုက်ကြလိမ့်မယ်နော်အောက်လက်ငယ်သားတွေအောက်လက်ငယ်သားတွေပေါ့နော်အဲ့တော့ကျွန်တော်ခုနပြောလို့ပဲအခြေအခြေမှာတော့နားနားလည်မှုလေးတွေရှိစေခြင်းနဲ့ ပဲနားလည်မှုတွေတုံးနဲ့တူတက်စာရှိရှိနဲ့သွားပေါ်ဗျာเนาะအဲ့လိုမျိုးလေးတွေဒီဒီလောက်တွေမှာအထူးရှောင်းမှာတော့စိတ်ထိမ့်မယ်ဗျာဒီလောက်တွေမှာလည်းစဉ်းကျင်စရာလေးတွေအဲစဉ်းကျင်စရာလေးတွေပတ်ကွေးစရာလေးတွေပေါ်ပေါ်လာလိမ့်မယ်အာတခုတော့လှုပ်လိုက်ရကောင်းမလားတခုတော့ဝေးထွက်သွားလိုက်ရကောင်းမလားအဲစပြစ်ပုံတော့အဲ့လိုမျိုးစိတ်လေးလွင့်နေတာမျိုးနည်းနည်းတော့ရှိနိုင်တယ်တခုဆိုလို့ရှိရင်စိတ်မထိန်နိုင်မယ်နဲ့တခုလှုပ်ချင်တယ်တခုပြောချင်တယ်အဲ့လိုမျိုးလေးတွေနည်းနည်းလေးထိန်ပြီးဒီလောက်တွေမှာထိန်ပြီးလိုက်ပိုကောင်းသွားလိမ့်မယ်နော်အဲ့တော့ ကြာတာပတိနဲ့တနင်္ဂနွေနေ့ကတော့ရှောင်းမဲ့နင်းနံနဲ့မှာပါပါတယ်ဒါကလည်းညံ့နေတဲ့ချက်ပဲဖြစ်ပါတယ်နည်းနည်းညံ့နေတာပါပါလိညံ့နေဆိုတော့အောက်လက်ငယ်သားလေးတာသမီးတွေလင်မယားလေးစကားများတာလေးတွေအဲကျွန်တော်ကျမ်းမာရေးနင်းငယ်ညံ့တာလေးဒါလေးတော့အနေငယ်တော့ရှိနိုင်တယ်အရင်တော့မစိုးရင်ရဘူးနည်းနည်းတော့ရှိနိုင်တယ်အဲဒါပေမဲ့ကောင်းတာနဲ့မကောင်းတာနဲ့ရှင်လိုက်ကောင်းတာလေးကတော့အရင်များတယ်ဒါကြောင့်ဒီကြောင့်မဲ့စုများကောင်းတဲ့ကကောင်းသွားအောင်လေပို့ပြီးတော့ဒီလတွေမှာကံကောင်းလက်ကောင်းကံပွင့်လက်ပွင့်ကျမကြီးလည်းကောင်းသွားအောင်အထိုက်ခိုက်နောက်ဆက်တွေလည်းရှင်းသွားအောင် ဲ့တော့ကျွန်တော်တို့ငွေကြီးတွေဒီတမကကန်ကောင်းသွားအောင်တရားရမယ်ဆိုလို့ရှိရင်နှစ်ရာရတော့အောင်လုံးဝလုံးဝရမှုရဖို့ရခွင့်လန်းနေရှိတယ်ပိတ်နေဆိုရင်လည်းပွင့်သွားအောင်ကျွန်တော်အထူးကြေညာလေးပေးပါမယ်တေချာလေးလိုက်လုပ်ပေးပါဗျာနော်အဲ့တော့အရန်လွယ်ပါတယ်အရန်ခက်ခဲတော့မဟုတ်ပါဘူးဘယ်နှစ်မှလုံးမလဲလွယ်ပါတယ်တောက်ကြနေလုံုံပဲပေါ့တပတ်မှတစ်ခါလုံုံမှာပဲကိုယ့်ရဲ့ကိုယ့်ရဲ့အိမ်ဖျားမှာကျွန်တော်တို့နွားနို့ကပ်ပေးမယ်နွားနို့အဲကော်ဖီနဲ့ကိတ်မို့ကပ်ပေးမယ်နွားနို့လည်းရတယ်ကော်ဖီကိတ်မို့ကပ်ပေးမယ်အဲဒီလောက်တည်းမှယူရမယ်ခါတာတော့ကျွန်တော်အရင်မီတို့မှမရပေးခဲ့တဲ့အချိန်မှာ ဒေဝတပတိဂါရာပဲဖြစ်ပါတယ်ဒေဝတပတိဂါရာခေါ်တပ္ပဇယမင်္ဂလာဂါရာပေါ့နော်ဒေဝတပတိယာဒိသောရတိမဘာတိစန္တိမတဏ္ဏောခတိယောတပတိဇာယတပတိဗျမနောအရတဗ္ဗမောဟရတိန်ဗုဒ္ဓောတပတိတေဇာသာတာတိတံတေဇာသမဏံဗုဒ္ဓဝရမိအာဒရဏမကအနုဘဝနတပိပုဏ္ဏတုသင်္ကပ္ပါဆိုပြီးတော့ဒေဝတပတိဂါရာလေးကိုကျွန်တော်တို့လေနေ့ဥစားညတိုင်းပေါ့နော်ညတိုင်းမနက်တိုင်းမှာ ော်ကျွန်တော်တို့ဒီညတိုင်းမနက်တိုင်းမှာ29ခေါက်တော့မဟုတ်မိမိသက်စိတ်ရုပ်ပပွားများနိုင်ပါတယ်အဲ့တော့ဒီဟာလေးရုပ်ပပွားများပါတလလုံးယူသွားတလလုံးယူသွားပါမိတ်ဆွေများ100ရမယ်မိတ်ဆွေများ200ရမယ်100သိန်းရမယ်မိတ်ဆွေများ20ရမယ်လုံးဝမရဘူးဗျာကန်နေပိတ်နေကန်နေပွင့်သွားပြီးတော့အလုံးရင်းနဲ့ဝင်လာလိမ့်မယ်ဒါလေးတော့ရုပ်ပေးပါဟုတ်ဒါဒီဟာလေးအလုံးရမယ်ထင်ပါတယ်နော်ကျွန်တော်အရင်လာရတဲ့ခဏခဏမရဘူးပေးခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ကျမ်းမာရေးလေးတွေကောင်းဖို့အတွက်အာလူတစ်လုံးပါအာလူတစ်လုံးပါကျွန်တော်ကိုယ့်နာမည်ဒါကျွန်တော် ဟော sorry အာလူသုံးပါကိုယ့်ရဲ့ဖြစ်ချင်တဲ့ခက်ခဲတွေကိုယ့်ခက်ခဲတွေပေါ့နော်အာလူသုံးပါကိုယ့်ခက်ခဲတွေရေးပြီးရရင်မြောပြရမှာဖြစ်ပါတယ်ဘာနဲ့ရေးမလဲဘောင်းမင်းနဲ့ရေးလဲရတယ်ခဲတန်နဲ့ရေးလဲရတယ်တန်ချွန်းနဲ့ရေးလဲရတယ်ကြိုက်တန်နဲ့ရေးပါအာလူတကြီးတစ်လုံးပါအဲဥမာနော်ကျမ်းမာရေးအမောင်ပါကျမ်းမာရေးအမြန်ကောင်းပါစေအဲစာစပြမနော်တေချာတိကျလေးရေးရေးချင်တော့ကိုယ့်နာမည်ကိုယ့်နိမ့်နာနဲ့အဲကျွန်တော်တွေအာကျမ်းမာရေးကောင်းပါစေပေါ့အဲ့တော့ကျွန်တော်တွေအကျော်ကြီးတနင်းလာသား အကျမကြီးများအမြင်ကောင်းပါစေအကျမကြီးများထူးကောင်းပါစေအဲကျွန်တော်တော့မဟုတ်လဲကျွန်တော်တို့မောင်ဖြူကြရိသအတက်ကနောက်ရက်တွေရှင်းပါစေအဲအဲ့လိုမျိုးလေးကိုကျွန်တော်တို့ရေးပြီးတော့ကိုကဒီကလို့ဒီကဖြစ်ချင်တာသုံးခုဆိုရင်သုံးလုံးပေါ့အဲသုံးလုံးတော့အနည်းအနည်းဆုံးရေးပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ငွေကြေးငွေကြေးအဆင်ပြေခြင်းနဲ့ငွေကြေးအဆင်ပြေပါစေပေါ့ဒါမျိုးကျွန်တော်တို့ကအဲဒီခုလောဆယ်မှာကျွန်တော်တို့လုံမှာတော့အတက်ခဲနောက်ရှက်ရဲကျမ်းမာရေးအဓိကကျမ်းမာရေးအလုပ်မယ်နော်တက်ခဲနောက်ရှက်ရဲကျမ်းမာရေးအဓိကအဲ့အဲ့နှလုံးတော့ရေးပေး ်ဒေးပြီးတော့ရင်မြောပလိုက်ပါရေစီးတဲ့ထဲကိုသွားပြီးတော့ပြစ်ချက်လိုက်ပဲနော်တော့သူမြုံမြုံပေါ်ပေါ်မျောမျောကိစ္စမရှိပါဘူးဒါလေးတော့လုံးပေးမယ်နော်အဲ့တော့လူကြီးပိုင်းနေဆိုလို့ရှိရင်တော့အတက်စာလေးလေးရှောင်မယ်ဗျာနော်အမတက်စာပါစုပုတ်လို့နော်ဒင်းင်းသီးလို့ကျွန်တော်ဟိုလူကြီးပိုင်းဆိုလို့ရှိရင်အုံးလို့စားပြပေါ့နော်အဲ့လိုအတက်စာလေးနည်းနည်းရှောင်ပေးပေါ့နော်အတက်စာလေးရှောင်ပေးပါအဲ့တော့ကိုယ့်ရဲ့တွိုင်းလိုင်းနဲ့လမ်းတံတားတွေမှာကျွန်တော်တဲချိုက်နေတာတွေအဲ့လိုနည်းနည်းပြုတ်နေပြက်နေရလေးကို လမ်းတံတားတွေနောက်မြေကြီးလေးတွေလမ်းဖို့ပေးမယ်ပြောမယ်ဆိုရင်နည်းနည်းတံတားတွေပါပြုတ်ပြတ်နေရင်တန်တွေပါရိုက်ပြီးနည်းနည်းပြင်ပေးပါဗျာနော်ကျင်ပေးမယ်ဟိုမှာတဲချိုက်ညာရှိတဲတွေပါဖို့ပေးမယ်အဲ့တော့ကိုယ့်ရဲ့ဟိုတွိုင်းလိုင်းနဲ့တံတားမှာရှိနေတံတားမှာတံတားမှာမရှိနေဖုံချောင်းတွေမှာတွားနော်ဖုံချောင်းတွေမှာတွားရင်ဘယ်ဘယ်နေရာမှာချိုက်နေလဲပေါ့ချိုက်နေလိုက်ကြည့်လိုက်မယ်ကြည့်လိုက်လို့နည်းနည်းချိုက်နေအသားလေးမြေလေးတွားဖို့ပေးလိုက်မယ်တော့မဟုတ်ခဲတွေပါတွားစီပေးလိုက်မယ်အဲ့လိုမျိုးလေးလုပ်ပေးမယ်နော်အဲ့ဒါတော့ဘယ်နေ့မှာလုပ်လို့ရတယ်ကျုံနေနေမှာလုပ်ပေါ့နော်တွေ့ရနေမှာလုပ်ပါနော် အဲ့ဒါဆိုလို့ရှိရင်တော်တော်လေးကိုအဆင်ပြေသွားမှာဖြစ်ပါတယ်။ကိုကလမ်းသွားရင်လည်းခရီးတစ်ပါးသွားတဲ့လူတွေရှိတယ်တွေ့လေတွေ့လို့ရှိရင်အဲ့ဒီလူတွေငွေကြေးလေးနည်းငယ်ထောက်ပံ့ပေးလိုက်။တရားတက်နေတဲ့နိုင်တစ်ထောင်တက်နေတဲ့နှစ်ထောင်တက်နေတက်နိုင်ပေါ့ဗျာနော်။အဲ့တော့တို့တွေခရီးသွားတဲ့လူကြီးတွေတွေ့ရင်ပေါ့နော်။အဲ့လူလူကြီးပါတွေ့ရင်ကိုယ်စိတ်ထဲမှာအဲသူတို့ကြည့်လိုက်ပေါ့အဲကိုကလူလူချင်းလေးပေါက်လို့ရှိရင်သွားပြီးရောငွေကြေးလေးကူညီပေးလိုက်။ဒါဆိုရင်တစ်လလုံးမှာကျွန်တော်တွေငွေငွေကြေးခက်ခဲမရှိဘဲနဲ့ရောက်လာပါလိမ့်မယ်။ ကျမကြီးနဲ့အတိုက်ခိုက်နဲ့ရှင်းဖို့အတွက်ကတော့အာလူရဲ့တရားလေးလှုပ်လိုက်ပါအာလူမှာနာမည်နေနံအသက်ရေးရင်းနဲ့ရေးလို့ရတယ်ရေးပြီးတော့အဆင်ပြေတာတစ်ခုကိုရေးလိုက်ရုံပဲပြီးရင်အာလူကိုရေးတဲ့မျောမျောပလိုက်ပါအဲ့တော့တချို့လည်းရေးတဲ့မျောကြမရှိဘူးလို့ပြောတယ်ရေးတဲ့မျောတာမရှိအားနဲ့တာအဝေးကိုလွန့်လွန့်ပလိုက်ပေါ့ဗျာနော်ပိုကောင်းတာတော့ရေးတဲ့မျောတာကောင်းပါတယ်အရှင်းမှာမျောင်းရှိမျောင်းနဲ့ချလိုက်ရတယ်ရေးမျောနေပိုကောင်းပါတယ်ကဲဒါတော့ဆိုတော်တော်လေးကိုစုံစုံလင်လင်နဲ့ဖြစ်သွားပါပြီဗျာနော်အဲတော့ကျွန်တော်ကျွန်တော်မိတ်ဆွေလေးဒီလောက်တည်းမှာဒီဝတိဒီဝတပတိခါတာလေးကိုတော့အထူးရွတ်ပေးမယ်အဲပြီးရင် အာလူမနာမည်ရေးပြီးတော့ဟိုအာလူမနာမည်အသက်ရေးပြီးအခက်ခက်ဖြစ်တာကိုရေးပြီးရေးပြီးတော့ရေးမျောမယ်ကော်ဖီနဲ့ကိတ်မုတ်ကိုတော့အပတ်တိုင်းကတ်မယ်နော်ကော်ဖီနဲ့ကိတ်မုတ်ကိုအပတ်တိုင်းကတ်မယ်ဖြစ်နိုင်ရင်နေ့တိုင်းကတ်လည်းရပါတယ်ကော့ကတ်ပြီးကော့ကိုပြန်ဆွမ်းစားလို့ရပါတယ်ကဲဒါတော့ဆိုရင်တော်တော်လေးကိုအဆင်ပြေတော့ပါပြီလမ်းတံတားတွေတွိုင်းလိုင်းနဲ့လမ်းချိုက်နေရလေးပြိုပြက်နေရလေးအနေငယ်လေးပြင်ပေးမယ်လမ်းလေးပါဖြုတ်ပေးမယ်ဂဲလုံးလိုက်စီပြလိုက်ပေါ့ဗျာနော်တေချာတွားလို့လော်လို့ကောင်းတော့အဲ့လိုမျိုးလေးတွေလှုပ်ပေးလိုက်မယ်အချင်းကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့အတိုက်ခတ်နောက်ဆက်တွေအကြောင်းကျွန်တော်တို့ ကျမရင်ကန်နေကျွန်တော်စကားများရံပြမယ်ကံတရားအတူလိုလိုထင်းတော့ပါလိမ့်မယ်အခုဒီလအတွင်းမှာကျွန်တော်တို့တွေနည်းနည်းလေးအမဲသားတွေပါရှောင်ပေးအမဲသားတွေစိတ်သားတွေနည်းနည်းရှောင်ပေးပိုကောင်းနေပြနော်အမဲသားတွေအမဲသားတွေစိတ်သားတွေရှောင်ရင်ကျွန်တော်ပိုပိုကောင်းပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအေးကျွန်တော်တို့ကောင်းတဲ့အဆောက်အအုံတွေလည်းဆောက်ရှောက်လာနိုင်တယ်အဆောက်အအုံတွေအသားရစားတာအသားငါးကြီးတွေစားတာတိတ်မကြိုက်ကြတော့လေအဲကြောင့်မို့ဒီဒီလအတွင်းမှာ ကျွန်တော်တို့အရက်ရှောင်းနိုင်ပိုကောင်းတာပေါ့ဗျာအရက်နဲ့အသားကြီးအရက်နဲ့မဲသားကျွဲသားစိတ်သားဒါလေးရှောင်းနိုင်ပိုကောင်းပါတယ်ကဲဒီလောက်ဆိုရင်အားလုံးအဆင်ပြေမယ်ထင်ပါတယ်ဒီလတလလုံးမှာကျွန်တော်မိတ်ဆွေတောက်ကြသားသမီးတွေအားလုံးဝေဝင်ကန်ကောက်အန်တင်ကင်းဘေးရှင်မီတိုက်ခတ်နောက်ရှိတွေကင်းဝေးကြပါသည်ကဲငွေတွေနဲ့လုံရင်ဝင်ကြမှာဖြစ်ပါတယ်ငွေတွေနဲ့လုံရင်ဝင်ပြီးတော့အလူတန်းတွေလည်းအကြီးကြီးလုံနိုင်ပါစေဗျာထမင်ချောင်းစီမောင်းတိလူနိုင်ကြပါသည် စီဝိုင်းလေဒီလတ်တုတ်တက်ပြီးတော့တန်တန်လေးပြုနိုင်ကြပါစီဗျာအားလုံးကျေးဇူးတင်ပါတယ်မိတ်ဆွေများရောဘယ်မြို့နယ်ဘယ်နေရာလေးကျင်းနေဆိုတော့ comment လေးမှာရေးပေးပါအောင်ဗျာကျွန်တော်တို့နဲ့ရင်းနှီးမှုတွေရအောင်လို့ပေါ့နော်အဲနောက်ပြီးဒီမှာလည်းဆက်လက်တွေ့ပါအောင်မယ်မိတ်ဆွေများအခက်အခဲဖြစ်နေကြလေးလေးအဆင်ပြေတာလေးလည်းမေးခဲ့လို့ရပါတယ်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ကိုယ်စိတ်နှလုံး email ကြပါစီဗျာ